ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင် The Empress and Tarot ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တော့ကတော့ love messages from your person ပေါ့နော်သင်ကုတွေ့လိုက်တဲ့သူကသင်ကိုဗာ message တွေများပေးခြင်းနေမလဲဆိုတော့ခေါင်းစဉ်နဲ့ collective ပဲပေါ့နော်ထောက်ဆောင်နေမဲ့ collective ပဲလုပ်ပြီးသွားမှာဖြစ်ပါတယ်အချိန်သိမ့်မရလို့ပေါ့နော်အချိန်သိမ့်မရလို့ collective meeting တွေလုပ်ပေးလိုက်မယ်အဲ့တော့ love messages from your person in your mind ပေါ့နော်သင်ကုတွေ့လိုက်တဲ့သူက collective လေးကုတွေ့လိုက်တဲ့သူ collective လေးရဲ့စိတ်ထဲမှာရှိတဲ့သူက ဘာဘာတွေများပြောချင်နေမလဲပေါ့နော်။ဘာ message တွေများပေးချင်နေမလဲဆိုကောင်းစွန်နေနဲ့ collective လုပ်ပေးထားတာပေါ့နော်။ Okay ။အဆောဆောင်းနေပြီပေါ့နော်။ဒီကကလေးရေစောင်းတုံးချလိုက်မယ်နော်။ဒါလေးက push share star တော့ကတ်ကလေးပေါ့နော်။ camera လေးတစ်ချက်ချိန်လိုက်မယ်နော်။ Okay ။ဒီကင်မရာခဏခဏအလိုကြောင်တက်တက်တက်တာခဏနေနော်ကင်မရာအလိုမောင်းမောင်းသွားတာမျိုးအလင်းအမောင်းတိတ်မညီတာမျိုးတွေတခါကျရင်ဖြစ်တတ်တယ်ဒီကင်မရာလေးနော်မြင်ရပြီလို့ထင်တယ်နော်တိတ်တော့အဆင်မပြေဘူးလား ရောက်မှောင်ဝိုင်းတက်တာအလုပ်သွား Okay ရပြီအဲ့ဆိုကြည့်ကြည့်အောင်နော် Okay collective view တွေတော့ collective view ကိုခုစိတ်ထဲမှာတွေ့လိုက်တဲ့သူကပေါ့နော် collective view ဘာများပြောချင်နေလဲချက်ချင်းကြလာတော့ကက Okay collective view ကိုစိတ်ထဲမှာတွေ့လိုက်တဲ့သူက collective view ကိုဘာများပြောချင်နေလဲပေါ့နော် collective view ကိုစေတမှာတွေ့ရတဲ့သူက collective view ဘာလို့များပြောချင်းနေအချစ်ရေး message ပေါ့နော် collective view ကြိုက်တဲ့သူတွေ့ရတာပေါ့နော်အချို့တွေ crush တွေလည်းပါနိုင်တယ်အချို့တွေ age တွေပါနိုင်တယ် no contact တွေပါနိုင်တယ် ဒါကျွန်တော်ကစကားပြောနေတဲ့သူတွေ relationship တမားတွေအများကြီးတွေ့ရတယ် crush တွေလည်းတွေ့ရတယ်နော်ကြားတယ်နားထောင်လို့ရတယ်ပေါ့နော် okay okay ဆိုရင်ဒီ crystal လေးနားမှာချလာမယ်ဒီတော့ဗီဒီယိုလေးတောင်းအောင်ပေါ့နော် okay အခု collective တွေထားကြိုက်ပုံရတယ်။ဒေါမောက်လေအခုစိတ်ဝင်စားရတဲ့သူနဲ့တွေ့တဲ့ခါကျရင်တော့အပြင်မှာတွေ့ဖြစ်တာမျိုးဆိုတော့သူနဲ့တွေ့နေကြနေရမျိုးဆို collective တွေနဲ့အလှပြင်ပြီးသွားတာမျိုးတွေဖြစ်နိုင်တယ်တိတိ။ပုံမှန်နှစ်လပတ်မှနေတာကြာလို့သူနဲ့တွေ့ရမယ့်အချိန်တော့ ဟိုသူနဲ့တွေ့ရမယ့်နေရာသူရှိတဲ့နေရာမျိုးနည်းနည်းအလှပြင်းသွားတာမျိုးလေးတော့တွေ့ရတယ်။ကောင်းပါတယ်နော်အဲ့လိုမျိုးတွေ့ရတယ်။ attraction law of attraction ပေါ့နော်အဲ့လိုမျိုးလေး law of attraction ပေါ့နော် okay ကောင်းပါတယ် law of attraction okay နောက်ကြည့်အောင်ဟဲ့မထွက်တော့ဘူးတို့ထွက်ချင်တယ်လို့လို့ထွက်ချင်တယ်လို့လို့ပြတာငါကငါကလောက်လို့ပြန်လာလို့ အများကြီးထွက်လာပြီဆိုဒီမှာငါကတ်တော်ပြီเนาะငါကတ်ဆိုရတယ်အောက်ကကတ်ကလေးတစ်ချက်ကောက်နေမှာเนาะ โอเค โอเค โอเคအဲ့ဆိုရင်ရပြီเนาะ โอเคအဲ့တော့ဆိုရင်ခဏလေးအောက်ကကတ်လေးတစ်ချက်ကောက်လိုက်အောင်โอเคဟာဆိုရပြီเนาะငါကတ်ကလေးတွေအောက်ကျသွားတာတစ်ချက်ကောက်လိုက်တာငါကတ်ထုတ်မယ်ဆိုတော့ငါကတ်ကွက်ထိထွက်လာတယ်ပေါ့เนาะโอเคအဲ့ဆိုရင်ကတ်ကလေးတစ်ချက်ပြလိုက်မယ်ခဏလေးเนาะကင်မရာလေးတစ်ချက်ချင်းလိုက်ပါမယ် โอเคยาบาบีอืมကိုစိတ်ဝင်စားရဲတူเนาะအခုစိတ်ဝင်စားရဲတူလာနေစီယူလိုက်တာอืม energy အမျိုးမျိုးထွက်လာတယ်เนาะโอเคဟိုဟာဒီဟာဒီလိုပဲပြလိုက်တော့မယ်เนาะကက်တစ်ခုချင်းချင်းပြမယ်နဲ့စာလေးတွေမရအောင်ပေါ့เนาะโอเคဟိုဟာပေါ့เนาะအခုထွက်လာတဲ့ကက်ကလေးတွေကခဏလေးเนาะမရမယ်တဲ့ လောက်တထဝါရဲ့ queen of swords ရဲ့နောက်3 of pentacles ရဲ့4 of cups ရဲ့9 of cups ရဲ့ပေါ့နော်။ခင်မြင်ရမှထင်တယ်နော်။ one ရဲ့တော့ခဏလေးနော်။ခင်မြင်ရပြီနော်။ okay ။အဲ့ဒါဆိုရင်ကျွန်တော်တို့ energy ရပြီဆိုပြောလိုက်တော့မယ်နော်။လူကခုနကလေးကပြောလို့တော့လူတွေအများကြီးတွေ့ရတယ်အချို့တွေဆက်သွယ်ပြန်နေတာမျိုးအဲ့လို ကိုကအဆက်သွယ်ဖြစ်လိုက်တာမျိုးဖြစ်နိုင်တယ်အခု collective မှာလေဒီအခု collective တွေကဒီလိုကငါနဲ့ပတ်သက်ပြီးဖာခံစားချက်တွေရှိနေတယ်အဲ့လိုပေါ့နော်ငါ့ကိုဘာတွေများပြောချင်နေမလဲလာချိတာဟုတ်တယ်ဒါပေမဲ့ဘာသွားရလဲဆိုတော့က Okay ကင်မရာဆင်ပြီ Okay ဘာသွားရလဲဆိုတော့ကအဲ့လိုအဆက်သွယ်ဖြစ်တာကိုကအဆက်သွယ်ဖြစ်လိုက်တာပေါ့နော်အဲ့လိုသူနဲ့ကိုနဲ့ကြာမှာကိုကအဆက်သွယ်ဖြစ်လိုက်တဲ့သူမျိုးဖြစ်နိုင်တယ်ပေါ့နော် main ကလေးဖြစ်နိုင်တယ်အများစုတိ main ကလေးယောက်ျားလေးဆိုလည်း main ကလေးအဆက်သွယ်ဖြစ်သွားတာ ယောက်ျားလေးဆိုလည်းဟုတ်တယ်ကိုကဘာလုပ်လိုက်လဲတော့မသိဘူးတစ်ဖက်မိန်းကလေးကကိုစိတ်ဆိုးနေတာမျိုးလို့တစ်ဖက်သူကဟုတ်တယ်ကိုစိတ်ဆိုးနေတာမျိုးလို့သူနဲ့ကိုနဲ့ကြာမှာနည်းနည်းကတောက်ဝဆဖြစ်ထားတာမျိုးကိုကပြန်ပြီးအစီပြေချင်တဲ့စိတ်တော့ရှိရဲပေါ့နော်သူအမျိုးမျိုးတွေ့ရတယ်ပေါ့နော်တော့တရားရောကအချို့ကြတော့ဒီ condition မှာကိုကအဆက်အသွယ်ဖြတ်လိုက်တာเนาะအဲ့လိုဆက်သွယ်ဖြတ်တယ်ဆိုတာကလည်းအရင်ကြီးဟိုလိုမျိုးတိခဏန်းသိရမလား break up ကြအောင်အဲ့လိုအဲ့လိုမျိုးမဟုတ်ဘူးသိလားလမ်းခွဲရအောင်အဲ့လိုပုံစံမျိုးမဟုတ်ဘူးအဆက်အသွယ်ဖြတ်လိုက်တဲ့ပုံစံကခဏတာစိတ်ဆိုးတာစကားများတာစိတ်ကောက်တာအဲ့လိုပုံစံမျိုးเน ြီးအဆင်ပြေခြင်းနဲ့ energy တွေ့ရတယ်ပေါ့နော်အချို့တွေကကြတော့တငယ်ချင်းအခုမေးတဲ့သူကလေတငယ်ချင်းဖြစ်နိုင်တယ်တငယ်ချင်းအုပ်စုတွေကအလိုကိုစိတ်ဝင်စားတဲ့သူမျိုးဒီလိုမျိုးကိုယ်အလုံးအလုံးအလုံးအတန်းတွေကအလုံးတော့တိတ်မတွေ့ရဘူးပေါ့နော်အတန်းတွေကအလိုကိုယ့်ရဲ့နီးစက်ရဝင်ခြင်းကအလိုကိုယ်စိတ်ဝင်စားတဲ့သူလက်တလုံးမှလို့သူနဲ့ကိုယ်နဲ့က connection ရှိနေရမဟုတ်ဘူးပေါ့နော်တို့ဒိတ်နေရမျိုးတွေမတွေ့ရဘူးဒါပေမဲ့ကိုယ်စိတ်ဝင်စားတဲ့သူဖြစ်နိုင်တယ်ပေါ့နော်အလိုကိုယ်စိတ်ဝင်စားတဲ့သူဖြစ်နိုင်တယ်ပေါ့နော် collective ကနည်းနည်းဟုတ်တယ်အခု deep reading တော့ဝင်နေတော့နည်းနည်း ပြင်ချင်းနဲ့စိတ်ပေါက်လာတယ်လားလို့ collective ကြီးကလို့သူနဲ့တွေ့ရချိန်တော့ဒါမှမဟုတ်ကိုယ့်အကောလည်းနည်းပြင်ပြင်ဆင်ဆင်နေတတ်ပုံရတယ် main ကလေးဆိုရင်ပေါ့နော်အဲ့လို energy တော့ရတယ်အဲ့လိုနော်အချို့တွေကကြတော့လို့ကိုယ်နဲ့သူနဲ့တွဲမနေဘူးတန်ငယ်ချင်းအဲ့လိုကိုကသူ့စိတ်ဝင်စားတာမျိုးတွေတွေ့ရတယ်နော်နည်း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 လေးတော့ interest ဖြစ်တယ်ကွာတကယ်တန်ငယ်ချင်းဆိုရင်တော့သူကလည်းကိုယ့်ကိုစိတ်ဝင်စားတယ်ကိုကလည်းသူ့ကိုစိတ်ဝင်စားတဲ့ energy တော့တွားပြီးရတယ်ပေါ့နော် โอเคနောက်တစ်ခုကကြာတော့ခါခဏလေးတထဝခက်ပေါ့နော်တထဝခက်ရဲ့ energy ကကြာအခု read ထဲမှာလာကြည့်လာပေါ့နော်သူက energy ကအရင်ဆုံးယူလိုက်တာပေါ့နော်တထဝခက်ရဲ့ energy ကကြာဘယ်လိုလဲဆိုအချို့တွေကဝေးနေတာအဲ့လိုမျိုးတွေ့လားတယောက်နဲ့တယောက်ဝေးနေတာမျိုးအော် energy ရပြီအချို့တွေဒီအခု reading လာကြည့်လာအချို့တွေဒီတစ်ဖက်သူကကိုယ့်အဆက်အသွယ်ဖြတ်သွားတာတွေ့လား အဲ့လိုတီကနန်းစကားမပြောတော့တာမျိုးတို့တီကနန်းစကားမပြောတော့တာမျိုးတို့ဘာကြောင့်လဲမသိဘူးအဲ့လိုနည်းနည်းလေးအဲ့လိုအဆက်အသွယ်ဖြတ်သွားတာတီကနန်းလို့သွားတာကွာသိလားလို့ကောင်းနေရနေပြီးတီကနန်းဖြစ်သွားတာသိလားလို့စကားပြောနေရနေပြီးစကားမပြောတော့တာမျိုးအဲ့လိုဘာကြောင့်ရမှန်းမသိဘဲနဲ့အဲ့လိုဖြစ်သွားတဲ့ connection တွေပါနိုင်တယ်ဒါတစ်ဖက်သူကကိုယ်လှုပ်သွားတာပေါ့နော်အဲ့လိုမျိုးသွားတွေ့ရတယ် tower gate energy ကလေးအဲ့လိုမျိုးသွားတွေ့ရတယ်နော်ကိုကအဆက်အသွယ်ဖြတ်တာမဟုတ်ဘူးအဲ့လို तू ကကိုယ်တီကနန်းပေါ့နော်လို့စကားမပြောတော့တာမျိုးတို့ ုံစံပြောင်းသွားတာတစ်ဖက်သူဒီပုံစံပြောင်းသွားတာမျိုးတော့အဲ့လိုမျိုးတွေလည်းသွားပြီးတွေ့ရတယ်ပေါ့နော် collective breathing မှာတထဝကရဲ့ energy အရာပေါ့နော်အဲ့လိုမျိုးသွားတွေ့ရတယ်နော်ဟုတ်တယ်နောက် energy အကြောင်းဘယ်လိုမျိုးလဲဆို collective play ကဒီလူပေါ့နော်ခုခုနပြောသလို lab message အရာဆိုအခုစိတ်ထဲမှာတွေ့တဲ့သူနဲ့ collective ဖြစ်နေတဲ့ပုံစံ collective ကအဲ့လို ပျော်ကျင်နေွားသေးတာသူနဲ့အတူလို့လို့ပျော်ရွှင်စရာ moment တွေဖန်တီးခြင်းတည်းဒါပေမဲ့တစ်ခါတလေကြောက်ရင်လို့ကိုထင်သားတလုံးမဖြစ်တာမျိုးပေါ့နော်တစ်ဖက်သူနဲ့ခုနပြောသလိုကိုနဲ့သူနဲ့အတူတူရှိနေတာ collective player အရန်ပျော်ကျင်တာမျိုးစကားပြောတဲ့အခြေအားကြောင့်အဲ့လိုမျိုးပေါ့နော်အရန်ပျော်ကျင်တာမျိုးအဆင်ပြေချင်တာပေါ့ကွာဒီလားဆိုတော့အဲ့လိုမျိုးပြဿနာတွေဖြစ်တာမျိုးရှင်ဖြစ်တာမျိုးမကြိုက်ဘူးဒါပေမဲ့တခါလေကြာရင်ကိုထင်သားတော့မဟုတ်ပဲနဲ့အဲ့လိုမျိုး စကားပြောတယ်ဥမာ line ပေါ်ကစကားပြောတာဆိုရင်တော့မှဒီခါလေးကျရင်အဲ့လိုဟိုဘာကြောင့်မှမသိပဲနဲ့သိတာစကားများပြီးတော့အဲ့လိုမျိုး cut off ကစားဖြစ်သွားတာမျိုးအဲ့လို collective play တွေထင်ထားသလိုပေါ့နော်မဟုတ်တာမျိုးတွေဒီခါတလေကျရင်ဖြစ်တတ်တယ်ခဏခဏလည်းဖြစ်တတ်ပုံရတယ်နဲ့ကြည့်လို့ရတယ်ပေါ့နော်အဓိက collective ကကြောင့်အဲ့လိုမျိုးသူက collective ရဲ့ energy ကတော့ဒီလူနဲ့အဲ့လိုပျော်ရွှင်စရာ memory တွေဖန်တီးခြင်းနဲ့ပေါ့နော်ဒီလူနဲ့ပျော်ရွှင်စရာ memory တွေဖန်တီးခြင်းနဲ့ဒီလူနဲ့ပျော်ခြင်းနဲ့အမတ်တရားတွေဖန်တီးခြင်းနဲ့ဒါမှမဟုတ်ကိုယ်ထင်ထားသလိုမဟုတ်တာမျိုး တခါလေးကျတစ်ဖက်သူကလည်း drama ချိုးတာမျိုးလေးလည်းရှိပုံရတယ်နော်ဒါမှမဟုတ်အဲ့လိုကိုယ့်နဲ့သူနဲ့အဲ့လိုဖြစ်နေတယ်ဆိုတော့ကိုက drama ချိုးလိုက်သူက drama ချိုးလိုက်ဒါကအဲ့လိုမျိုး energy လည်းနည်းနည်းတော့ရတယ်အချို့တွေအဲ့လိုနာမည်စိတ်ထဲမှာတော့အဲ့လိုသူနဲ့ပျော်ရှင်တယ်ကွာဒီလားအဲ့လို ပြောချင်းနေဆိုတာကဟိုလိုမျိုးတည်လာလောင်ထမ်းရင်ကနင့်ကိုလက်ထပ်ပါမယ်အဲ့လိုပုံစံမျိုးမဟုတ်ဘူးသူနဲ့ကိုနဲ့အတူတူရှိတဲ့ခါကျရင် collective တွေကအဲ့လိုမျိုးပေါ့နော် membrane အမှတ်တရတွေပါတယ်အတူတူဖန်တီးချင်တာမျိုးတည်လာအဲ့လိုမျိုးခုနပြောသလိုအာနင့်ကိုလက်ထပ်ပါမယ်ညံငါကိုလက်ထပ်ပါအဲ့လိုအဲ့လိုမျိုးမဟုတ်ဘူးတည်လာအဲ့လိုတယောက်နဲ့တယောက်ကအဲ့လို energy ကြိုက်တယ်ပျော်ချင်တယ်ပျော်ရွှင်စရာ memory တွေဖန်တီးချင်တယ်အမှတ်တရတွေလို့အတူတူဖန်တီးချင်တယ်အဲ့လိုပုံစံမျိုးတွေ့ရတယ်ပေါ့နော် collective ရဲ့ energy က နောက်ကြောင်ကက်ကလေးနဲ့ကြည့်ပေးမယ်ပေါ့နော်။ Okay ။နောက်ထပ်ဒီကက်ကလေးနဲ့ပေါ့နော်။ကြောင်ကက်ကလေးနဲ့ကြည့်ပေးမယ်။ဘာတွေများပြောစင်တယ်လဲဆို Okay ။အော်နောက်ထပ်ရတဲ့ energy ကဟိုဟာ3 drop panicals ဟုတ်တယ်။ဟိုဟာဟုတ်တယ်ခုနပြောရယ်နော်။တငယ်ချင်းဆိုလဲနော်။ခုနပြောရယ်ဟုတ်တယ်။တငယ်ချင်းဆိုလဲနော်။တစ်ဖက်သူကကိုယ်စိတ်ဝင်စားရတယ်နော်။သိလား။တငယ်ချင်းဆိုရင်လည်းလေခုနပြောသလိုနော်တစ်ဖက်သူကကုန်စိတ်ဝင်စားရတယ်နော်စိတ်ထင်းမှာတော့ရှိရပါတယ် crush လို့ပြောတာတငယ်ချင်းဆိုတာ crush crash ဆိုရင် तू ကလည်းကိုယ်စိတ်ထဲမှာတော့ရှိတယ်။အဲ့ဒါကို collective တွေကခုသိကျင်နေပုံရတယ်။ငါ့ကိုစိတ်ထဲမှာရှိရလားပေါ့နော်။ crash ဆိုရင်ကြတော့ तू လည်းကိုယ်စိတ်ထဲမှာတော့ရှိတယ်။ဒါပေမဲ့ तू ဒီထုတ်ပြနေရမျိုးမဟုတ်တာမျိုးတွေ့ရတယ်။ဒါနည်းနည်းလေး play တတ်တာမျိုးဖြစ်နိုင်တယ်။ကိုယ့်ရဲ့ crash က collective တွေရဲ့ crash ကနည်းနည်းလေး play တတ်တာမျိုးပေါ့နော်။ play ရတော့နည်းနည်း popular လေးဖြစ်ပုံများရုပ်ချောလားမသိဘူးနော်။ရုပ်ချောတာမျိုးလို့နည်းနည်းလေးသူကဆရာကြရတယ်ဒီကအထာကြရတယ်အချိန်ကြီးမှသူကအထာကြရမျိုးအဲ့လိုမျိုးတွေတော့တွေ့ရတယ်เนาะเนาะအဲ့လိုမျိုးတွေတော့တွေ့ရတယ်อืม တငယ်ချင်းအုပ်စုတွေပါတယ်အလိုမျိုးเนาะအလိုမျိုးတွေလည်းတွေ့ရတယ်အဲ့တော့ crash တွေပါရယ်ဆိုရင်ကျတော့ collective play ကတော့နှစ်ယောက်ထဲစကားပြောချင်တာသေးတာအဲ့လိုအခွင့်အရေးမကြုံတာမျိုးလေးတွေဖြစ်နိုင်တယ်เนาะအဲ့လိုအမြဲသူနဲ့ကိုယ်နဲ့တူတူချင်းချင်းကြရှိချင်းကြရင်ဘီးနားမှာလည်းလူတွေအများကြီးရှိနေရမျိုးအဲ့လိုမျိုးတွေလည်းဖြစ်နိုင်တယ်သေးတာเนาะအချို့တွေကျတော့အဲ့လိုမျိုးဘယ်လိုပြောမလဲတွေးတယ်ပဲထားပါတော့ အခု region မှာတော့ collective ဆိုတော့လူတွေအများကြီးပေါ့နော်နောက်ထပ်ရတဲ့ energy တစ်ခွက်ကြောင့်အချို့တွေကြတော့လည်းအဲ့လိုမျိုးဘယ်လိုလဲဆိုတွေးရဆိုတာကဘယ်လိုပြောမလဲစကားပြောတယ်ဟန်အောင်ထွက်တယ်ကြီးစားလားဆိုတော့ကြီးစားလိုလိုပြောချင်တာချစ်သူကြီးစားလိုလိုတည်လာရဲ့အဲ့လိုမျိုးလိုလိုပေါ့နော်ဟုတ်အဲအဲ့လိုမျိုး commitment နဲ့အရာမပါရမယ့်အဲ့မျိုးဆို collective လေးကမျောနေရမျိုးဖြစ်နိုင်နေပေါ့နော်တို့တစ်ဖက်သူစီကနေပြီးတော့တကယ်တကယ်ဟို ဒီလားအလုံး commitment နဲ့ကိုတွဲစီချင်တာမျိုးချစ်ပြရမျိုးလိုချင်တယ်အဲ့လိုမျိုးညှော်နေရမျိုးတွေလည်းတွေ့ရတယ်ပေါ့နော်။ဒါသူနဲ့ကိုယ်နဲ့နည်းနည်းလေးကြာပြီးအဲ့လိုမျိုးဟန်နောက်တွေတူတူထွက်တယ်အဲ့လိုကြီးစားလို့လို့ချစ်သူလို့လို့ဒီလားအဲ့လို energy မျိုးသွားရတယ်ပေါ့နော်အဲ့လိုမျိုး။တော့အခုပလေးနေရမျိုးတော့မဟုတ်ဘူးအခုပြောတဲ့ပုံစံအရာပေါ့နော်အခုပုံစံအရာမှန်နေဆိုရင်ကြတော့ပလေးနေတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လို့အချိန်ဆွဲနေတာ collective လေးရတော့အရင်အချိန်ကြာနေရမျိုးတွေဖြစ်နိုင်နေတိတ်တာသူနဲ့ကိုယ်နဲ့အလိုပေါ့နော် ်ချစ်တို့ကြီးစားလို့လို့အလိုမျိုးဖြစ်နေတာကနည်းနည်းလေးကြာနေရမျိုးတွေဖြစ်နိုင်တယ်သိတာနော်။음အလိုမျိုးတော့တွေ့ရတယ်ပေါ့နော်။အတိတ်မှာတော့ collective ကြီးအသေးကွဲခဲ့ရတဲ့သူတွေပါတယ်။အော် okay energy ကရှားလိုက်ပြီ။အချို့တွေကြတော့ခုလာကြည့်တဲ့သူကပေါ့နော်။ခု collective တွေတယောက်ကိုတစ်စုံတယောက်ကိုယူရပြီးလာကြည့်တယ်ဆိုရင်ကြတော့အဲ့လိုကအခုအချို့ collective တွေတို့ကြတော့ collective တွေလို့အသေးခွဲသွားတဲ့သူဖြစ်နိုင်တယ်။အသက်ခွဲသွားတဲ့သူပေါ့နော်ချို့ချီတင်နေပါလေတွေ့ရတယ်ချီတင်တော့ဖောက်ဖောက်ပြန်လာတော့တယ်အဲ့လို အဲ့လိုမျိုးတွေတော့တွေ့ရတယ်။တစ်ဖက်သူကလုံခဲ့ရမျိုးဖြစ်နိုင်တယ်ပေါ့နော်။ collective energy လို့သိမိရအောင် collective အပေါ်ကိုလှုပ်သွားတာပေါ့နော်။အဲ့လိုမျိုးတွေတော့တွေ့ရတယ်။ဟုတ်တယ်အဲ့လိုမျိုးတော့တွေ့ရတယ်နော်။အခြေတင်လုံခဲ့ရမျိုးတွေတော့တွေ့ရတယ်။ဒါပေမဲ့အခုချိန်မှာ collective ကတော့အဆင်ပြေနေပြီပေါ့နော်။အဲ့လိုမျိုးတော့တွေ့ရတယ်နော်။ Okay ။လက်ကြည့်အောင်။ Okay ကြည့်ကြည့်အောင်နော်။ အဲ့ဒီကိုလက်တစ်ကလေးတွေကိုအသေးခွဲသွားတဲ့သူတွေပါတယ်ဆိုလို့အဲ့ဒါဟိုရင်းတော့တွဲခဲ့တဲ့သူတွေပါတယ်အလုပ်ထဲရပါတယ်ဖြစ်နေတယ်ပေါ့နော်အကြည့်ကြည့်အောင်အဲ့ဆိုတော့နောက်ထပ်ခံစားချက်ဘယ်လိုရှိနေလဲပေါ့နော်အများကြီးပြောရအောင်နော်3 3လားဟို7 of pentacles โอเคโอเคอืมခံစားချက်ဘယ်လိုရှိနေလဲဆိုတော့ collective လေးကိုမိုက်တယ်ပြောပြီးနေတယ်ပေါ့နော်မိုက်တယ်ဆိုတော့ collective ကအလုပ်စိုးစားရအဲ့လိုမျိုး နားလေနော် energy ယူကြည့်တယ်အမလေးโอเคอืมอืมอืมမလေးမမမြောင်းလိုက်မယ်နဲ့တွေ့လိုက်ရတာ2 or saucy 3 or saucy ဟုတ်တယ်အချို့လေးတွေဒီ reading မဟုတ်เนาะအခုလာကြည့်တာ အချို့လေးတွေကတော့အခုလာကြည့်တဲ့သူတွေ collective တွေအသက်ခွဲသွားတဲ့သူဖြစ်နိုင်ရပါတော့လူတိုင်းတော့မဟုတ်အချို့လေးတွေပေါ့နော်ဒါမှမဟုတ်လေ collective media လို့ကိုယ်အသေးခွဲမအောင်ကြောက်နေတဲ့ energy လည်းတွေ့ရတယ်ပေါ့နော်ဒီလိုအခုအခုဒီလိုယုံရမှာလားမယုံအောင်လားအထက်ပြီးတော့ကအသေးခွဲမှာလားအဲ့လိုမျိုးကြောက်နေတာမျိုးတွေလည်းတွေ့ရတယ်ဒါ three of source ရဲ့ဒါလေးက two of source ရဲ့ပေါ့နော်နောက်တစ်ခုကျတော့ဒါ four of ones ပေါ့နော်ဒီကဲ energy ကတော့ four of ones ဖြစ်ပါတယ်ဒါလေးက four of ones ရဲ့ဒါလေးကကျတော့ seven of pentacles ဖြစ်ပါတယ် ဒါကြတော့ဟောပါဘောเนาะ3အာထင်ပါတယ်ကြောင့်3ရတဲ့ကြီးတော့ပါတယ်လို့3 of ones ပေါ့เนาะညောင်းနေတဲ့အကြီးရတယ်ပေါ့เนาะ collective ကလို့ဒီလူတော့ဒီလူစီကအလိုစာတို့တည်င်းစကားတို့ message တို့ညောင်းနေတဲ့ energy လည်းတွေ့ရတယ်ပေါ့เนาะအချို့လေးတွေကတော့အဆက်အသွယ်ပြတ်ထားတာမျိုးအလုံးနာပြတော့ကတောက်စားဖြစ်တာမျိုးဆိုတော့နည်းနည်းညောင်းနေရမျိုးတို့တွေ့ရတယ် ါမဲ့လေအမှန်ပြောရရင်တော့တစ်ဖက်သူဒီအဆင်ပြေနေတယ်သိလား collective ကလာမျှော်ပြီးနည်းနည်းအတွေးလွန်နေပေမဲ့တစ်ဖက်သူကသူ့ဘဝမှာအဆင်ပြေနေတဲ့ energy ကိုတော့ရရတယ်သိလားနော်အဲ့လိုတော့ရရတယ်အမှန်ပြောရရင်တော့လေ collective ကသာနည်းနည်းအလိုဟိုဟိုစိတ်ပင်ပန်းနေပေါ့နော်ဒီလူနဲ့ပတ်သက်ပြီးလို့ဟိုရံပြစ်ခဲရတာမျိုးလို့ခုနပြောသလို no contact တော့အဲ့လိုအဲ့လိုမျိုးဆို collective ကသာနည်းနည်းစိတ်ပင်ပန်းနေရတစ်ဖက်သူကတော့နည်းနည်းအဆင်ပြေနေတဲ့ energy ကိုတော့ရရတယ်နော်အစင်ပြင်းနေဆိုတော့ကိုယ့်ကိုပေါ်ခန်းစားချက်ရှိတာဆိုရင်တော့ခန်းစားချက်ရှိတာဆိုရင်တော့လေ ခုချိန်မှာတော့မသေးကြဘူးပေါ့နော်သူနဲ့ကိုယ်နဲ့တူတူရှိခဲ့တော့ကတော့သူကကိုယ့်ဘောခန်းစားချက်ရှိတယ်ဟုတ်တယ်ဒါပေမဲ့အခုအချိန်မှာတော့ခန်းစားချက်ရှိလာဆရာမရင်းနေပါတယ်အဲအခုအချိန်မှာတော့တိတ်မသေးကြဘူးဒီလားဟုတ်ဒါပေမဲ့လေအခြားတစ်ယောက်ရှိနေလားဆိုတော့အခြားတစ်ယောက်ရှိနေတဲ့အနေကြီးတော့မရဘူးနော်သူရဲ့ဒီ career ရဲ့ focus လောက်တာတော့သူတယောက်တည်းအေးအေးဆေးဆေးနေနေရအဲ့လိုမျိုးဖြစ်နိုင်တယ်ဒီလားခုနကပြော no contact ဆိုရင်ပေါ့နော်အဲ့လိုအခြားတယောက်နဲ့တွဲနေရမျိုးတော့သူမတွေ့ရပါဘူးနော်ဟို ့ဒါပေမဲ့သူကသူ့တော့အဆင်ပြေတဲ့ energy နဲ့ရရတယ်တင်တာနော်သူကသူလုံးစရာရှိရလေးလုပ်ပြီးတော့အဆင်ပြေတဲ့ပုံစံနဲ့ပုံပြီးတွေ့ရတယ်ပြောတာနော်နောက်တစ်ခါ followers ပေါ့နော်ဒီတွေ့လိုက်တဲ့လူနဲ့အချို့လေး collective တွေဒီအလိုအိမ်အောင်တွေပါတယ်ပြုချင်တာမျိုးတွေ့ရတယ် connection ရှိခဲ့ပုံရင်ပြောတာနော် connection ရှိခဲ့ပုံရင် crash ဆိုရင်တော့အဲ့လိုမဟုတ်ဘူးဒီလားနော် crash တွေလည်းတွေ့နေရလို့လေနော် crash ဆိုတော့လည်းမဟုတ်ဘူးတွဲခဲ့မှုတော့မျိုးလို့ connection ရင်းနည်းနည်း strong ဖြစ်တဲ့ပုံစံမျိုးရှိခဲ့မှုလို့ဆိုရင်တော့ collective ရဲ့ energy ကဒီလိုနဲ့က long ထနေသွားချင်တာတတ်ထချင်တာအဲ့လိုမှမဟုတ်ချားတစ်ဖက်ရဲ့တစ်ဖက်သူရဲ့ energy လည်းဖြစ်နိုင်တယ်ဒါပေမဲ့တစ်ဖက်သူရဲ့ energy မှာဘယ်လိုလဲဆိုတော့တစ်ဖက်သူကလည်းဟုတ်ပါတယ်လက်ထချင်တယ်ဒါပေမဲ့ collective တော့မသိကြအောင်သိလားသူဆိုတော့ collective ပေါ်မှာခံစားချက်ရှိခဲ့တယ်ဟုတ်တယ် no contact တွေပါတယ်ပြောတာပေါ့နော်အဲ့လိုမျိုးတွေ့နေရတော့ကိုကလည်းတွားပြီး energy ရတော့ဒါပေမဲ့တစ်ဖက်သူကလည်းလက်ထက်ချင်တာတော့ဟုတ်တယ်ကိုကလည်းသူသူလက်ထက်ချင်တဲ့ပုံစံမျိုးဟုတ်တယ်ဆိုတော့ကိုကလည်းအနေအေးတယ်အဲ့လိုအလုပ်ကြိုးစားတယ် main key ဆိုရင်ပြောတာပေါ့နော်ဟုတ်တယ်ကိုကိုလည်းသူကသဘောကျတယ်သူကကိုကလည်းသူသဘောကျတဲ့ပုံစံမျိုးဟုတ်ပါတယ်တဲ့ဒါပေမဲ့လေတဲ့အဲ့လိုလက်ထက်ဖို့လောက်ထိကားတော့လေတဲ့ သူတိမသိကြအောင်လေဆိုလိုတာရေဆက်ပေါ့ကွယ်ရေဆက်တော့ကိုးစားကန်လို့ကတော့မသိကြအောင်အဲ့လိုပြောတာကိုမကောင်းလို့မဟုတ်ဘူးเนาะခုနပြော collective တွေထင်တယ်လို့ကိုကတခုခုချုံနေနေလို့ဒေတာအဲ့လိုမဟုတ်ဘူးဟိုကိုကိုပုံစံကလည်း perfect ပါဒေတာသူသဘောကျတဲ့ပုံစံပဲဒါပေမဲ့သူ့အနေနဲ့အဲ့လိုမျိုးတော့ဖြစ်နေတယ်เนาะစိတ်ကတော့နည်းနည်းလေးအဲ့လိုဖြစ်နေတယ်음မှန်တယ်တစ်ဖက်သူတိစိတ်ကတော့ဒီမှာဒီက energy ကြီးနေပြီးမှပါလဲဆိုတော့ true or false ဟုတ်တယ်စိတ်ကတော့နည်းနည်းလေးတစ်ဖက်သူကလည်းနည်းနည်းလေးအဲ့လိုတော့ထွေးဟာပေါ့เนาะ ကိုကိုကသူသဘောကျတဲ့ပုံစံမျိုးဟုတ်တယ်ဒါပေမဲ့ဘာကြောင့်ရင်မှန်းတော့မသိဘူးသူဒီရှေးဆက်တိုးဖို့လို့ကိုမမှန်ပေးဖို့လို့သူဒီရှေးဆက်တိုးနေတိုးမတိုးတာမျိုးတွေ့ရတယ်ပေါ့နော်ရှေးဆက်တိုးမနေတာတွေ့ရတယ်ဘာကြောင့်လဲလည်းတော့မသိဘူးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်3 also ဆိုတော့လေ အာဟိုကပေါ့နော်အချို့တွေဆိုလို့မမျောလိမ့်မယ်နဲ့တစ်ဖက်သူကလေခြားတရားကိုကျွေးချဲ့လို့သွားတာမျိုးလေးနဲ့ဖြစ်နိုင်တယ် energy ကလေအဲ့ဒါပြောတော့သိလားဒီလို energy မျိုးဆိုမှတော့တိတ်တော့မပြောချင်ဘူးကွာသိလားဒါမှလို့ဝင်လာတယ်သိလား energy ကဝင်လာတယ်ဆိုတော့လေအဲ့လိုအချို့တွေတော့ကတော့ပါနိုင်နေပေါ့နော်အဲ့ဒါကြောင့်ပါနိုင်နေဆိုတော့လေပြောလိုက်တာလို့ချို collective လေးကြတော့တစ်ဖက်သူကလို့အခြားတရားကို free သွားတာမျိုးအဲ့တော့ကြောင့် collective လေးကအသေး꿰ပြီးကြံနေတာမျိုးလေးနဲ့ဖြစ်နိုင်တယ်ပေါ့နော်နာကတ်ရဲ့ energy ပေါ့နော်အခုချိန် မလို့တော့မတွေ့ရဘူးပေါ့နော်အခုချိန်မှာအသက်ခွဲရင်ကြတော့အဲ့လိုမျိုးကိုယ်အသက်ခွဲသွားတဲ့သူဖြစ်နိုင်တယ်အဲ့ဒီသူတွေကတော့လေအခုရေဒီယိုဓာတ်ကြီးပဲမဲ့သူနဲ့ကိုယ်နေတာတောင်းကပြီးသွားတာမျိုးဖြစ်နိုင်တယ်သူကပြီးသွားပြီးသားပေါ့နော်အဲ့ဒါကမှ collective တွေကအခုဓာတ်ကြီးရလို့မြင်ရတယ်ပေါ့နော်ခံစားချက်လို့အမနောကြည်တာပေါ့နော် left passage လို့ကြည်ပေးမယ်အဲ့လိုသူကလေသူနဲ့အတူ ရဲ့ energy ကလည်းဘယ်လိုလဲဆိုတော့ तू ကလည်းကိုနဲ့တူတူရှိရတော့ပျော်တယ်ကွာသိလားလို့ပျော်တာတော့ဟုတ်တယ်ဘယ်လိုကိုပျော်တယ် energy ကိုက်တယ်ဒါပေမဲ့လို့ခံစားချက်ဒေလီနာနဲ့ပေါ့နော်အဲ့လိုအရင် serious relationship တွေဒေလီနာနဲ့တိတ်သွားဖို့ကြတော့သူ့ဘက်ကအဲ့လိုမျိုးတော့တွေ့ရအောင်သိလားအဲ့လိုပုံစံမျိုးသွားမျိုးတွေ့ရအောင်ဆိုထပ်ပြီးတော့ကြည့်ပြမယ်နော်အခြားအဝိုင်းကက်ကလေးပြောင်းသွားတယ်ဟုတ်ဒီမှာအဝိုင်းကက်ကလေးနဲ့ကြည့်ပြမယ်နော်ဒီကက်ကလေးနဲ့တစ်ချက်ကြည့်ပြမယ်ပေါ့နော်အကြောင်းလေဆိုတော့အဲ့လို ချစ်ရအချစ်ခံစားချက်ရလို့အရင်မတွေ့ရလို့ဘူးเนาะอืมတစ်ချက်ကြည့်ပေးမယ်เนาะနောက်ဆုံးအနေနဲ့ပေါ့เนาะနောက်ဆုံးဒီကက်ရဟုတ်ကက်လေးတော့ပြပါလေโอเคဆက်ကြည့်အောင်โอเคเนาะအဲ့တော့တမ်းမို့ထွက်လာတယ်ဒီဟာโอเคအဲ့လိုမပြောချင်တဲ့ message တွေကတခါလေးကျရင်ထွက်လာတယ်တင်တော့ချမ်းเนาะအဲ့ဒီဆိုတော့ဘယ်လိုပြောကိုယ်ဆိုလဲအဲ့လိုပေါ့เนาะဆီယမ်းမလေးဆိုတော့အကောင်ပဲကြားချင်တာပေါ့เนาะဒါပေမဲ့တခါလေးကျတော့ရှိတယ်ပေါ့เนาะ နာလေးနော်နက်ကအများကြီးမရောခနာလေးတော့ကြစားတော့ကကူတီထွာလာဆိုတော့တော်ပြီ음 Okay ဒီမှာဟောတော့ထွက်လာတဲ့ကက်ကပါလဲဆိုတော့ the tag dad ပေါ့နော်ဒါကတော့ဓာတ်ကရဲ့နောက်ခဏလေးကက်လေးတစ်ချက်ပြလိုက်မယ်နော်ကက်လေးတွေမြင်ချင်တဲ့သူတွေပါလိုက်နေတယ် salt particles ခဏဝါနေလာမယ်နော်။ Okay မြင်ရပြီနော် isop particles ဆေဆော့ cups ရဖြစ်ပါတယ်။ခုနကပြောသလိုပဲအချုပ်လေးတွေလည်းအဲ့လိုမမြှော်နှိမ့်မယ်မထင်းမှတ်ပဲနဲ့ဒီလိုလေးက connection ပြီးသွားတာမျိုးအဲ့လိုမျိုးပေါ့နော်။သူကအခြားတစ်ယောက်ကိုရွေးသူရွေးချဲ့သွားတာမျိုးဘာကြောင့်လဲဆိုရင် dark ကကြီးထွန်းနေလို့လေနော်။ dark ကကြီးထွန်းနေတဲ့ကြောင့်အဲ့လိုမျိုးဟုတ်တယ်။ခုနကပြောသလိုနော်အဲ့ဒီအရာဒီကိုဒီချိုးတဲ့နေလို့မဟုတ်ဘူးနော် collective layer လက်ခံပေးဖို့လိုတယ်နော်။ကိုကတနေရာမှာချိုးတဲ့နေလို့အဲ့လိုမဟုတ်ဘူးနော်။သူ့အကြောင်းနဲ့သူဖြစ်သွားတာပေါ့နော်။အဲ့ဒါ အတက်ကဲ energy အရာပေါ့နော်အဲ့လိုမမျောလိုက်မှလည်းဖြစ်သွားတတ်တယ်အချို့တွေကြတော့လည်းအဲ့လိုလူသစ်တယောက်နဲ့မှပြောရတာမျိုးတွေဖြစ်နိုင်တယ် collective တင်မှာလေလူသစ်တယောက်နဲ့မှပြောရတာမျိုးတွေဖြစ်နိုင်တယ်ဒါမှမဟုတ်လေခုနပြောဆိုအချို့ collective တွေကြတော့လည်းဒီလူနဲ့ကအဲ့လိုမျိုးဟိုအချိန်ကထက်ဆွဲဟိုမှသိလားဒီလူကအဲ့လိုပြောသလိုအဲ့လိုပဲအတူတူအပြင်းထွက်ဖြစ်တယ်ပျော်တယ်သိလားအဲ့လိုပုံစံမျိုးပဲဆက်သွားနေအောင်ပဲသိလားเนาะအဲ့လိုပုံစံမျိုးပဲဆက်သွားနေရမျိုးတွေ့ရတယ်ဟုတ်ပါတော့အဲ့လိုမျိုး ို့ရောပြောင်းတော့ထားပေးတယ်အဲ့လူနေစုပဲတည်တာအဲ့ဒါလူနေစုပဲเนาะအဲ့လိုမျိုးကို့ကိုပြောင်းတော့ထားပေးတယ်လူနေစုပဲတည်တာလူတော်တော်နေတယ်เนาะအဲ့ဒီလူလောက်သားလေးအဲ့လိုပေါ့ကို့ကိုပြောင်းတော့ထားပေးတယ်အဲအဲ့ဒီလိုဆိုရင်တော့တဲ့အဲ့လိုကိုလိုချင်တဲ့အရာရနိုင်တယ်ကော်လက်တစ်ပလေးလေး ace of pentacles ဆိုတော့အဲ့လိုကိုကိုမမှန်ပေးတာမျိုး ါမဲ့လေအဲ့ဒီ energy အကုန်လုံးပြော long term တော့ဖြစ်ရမယ်တော့သူလည်းကိုနေရအခုလာပိုင်းတော့တည်လာမျိုးတော့မဟုတ်ဘူးတည်လာနှစ်နဲ့ချီပြီးတည်လာမျိုးနှစ်နဲ့ချီပြီးတော့ဘာလို့လုံးညာလို့လို့ခုနပြောတော့ချက်သူရေးစားရပါတယ်တည်လာအချို့တွေချက်သူရေးစားဖြစ်နိုင်တယ်တည်လာနော်အဲ့ဒါမျိုးဆိုရင်တော့အနာကမှာကိုယ် commitment ပေးထားတာမျိုး ease of panel ဆိုတော့ foundation တစ်ခုခုပေါ့နော် solar လက်ထပ်တာမျိုးအဲ့လိုမျိုးနော်အဲ့လိုမျိုးဖြစ်နိုင်တယ်လို့အနည်းဆုံးတော့ပေါ့နော်အချို့လေကြတော့လည်းတငယ်ချင်းအနေနဲ့ပဲဆက်ပြီးတော့ဖြစ်သွားတာမျိုးတွေလည်းတွေ့ရတယ်။တငယ်ချင်းအနေနဲ့ပဲဆက်ပြီးရှိသွားတာမျိုးတွေတွေ့ရတယ်ပေါ့နော်။ အချို့တွေကကုနာမျိုးလိုသစ်တယောက်နဲ့မှပြောရတာမျိုးလေးဖြစ်နိုင်တယ်အချို့တွေကျတော့လည်းတယောက်ထဲနေလိုက်တာမျိုးအသေးကွဲပြီးတော့လည်းတယောက်ထဲဖြစ်နေရမျိုးတွေတွေ့ရတယ်တယောက်ထဲလည်းအဆင်ပြေနေရမျိုးတွေ့ရတယ်ဒီလူရဲ့ခံစားချက်လို့ပြောလိုက်တော့လေအဲ့လိုပေါ့နော်သူအများကြီးခဏလေးဒီ reading ရဲ့ဟိုအောင်ပြန်ယူလိုက်မယ်နော်ဒီလူရဲ့ခံစားချက်ဆိုတော့အဲ့လိုပေါ့နော် အရင်တော့ကတော့သူနဲ့ကိုယ်နဲ့တူတူရှိခဲ့ရတယ်တူတူအချိန်ကုံဆုံးခဲ့ရတယ်ဆိုတော့သူကလည်းကိုယ့်ပေါ်မှာအဲ့အချိန်တော့ကပြောအဲ့အချိန်တော့ကိုယ့်ပေါ်မှာခံစားချက်တွေရှိတယ်ဒီတော့အဲ့အချိန်တော့ကိုယ့်ပေါ်မှာခံစားချက်တွေရှိတယ်အဲ့ဒီအချိန်တော့ကပေါ့နော်အခုအချိန်မှာကြာတော့အခုအချိန်မှာကြာတော့တိတ်တော့မသိကြအောင်သေးလားအခု region လာကြည့်ရဲအလိုမျိုးဆိုရင်အဆက်အသွယ်ပြန်နေအောင်တော့ပြောပြလို့ပေါ့နော် energy ကအရင်ကြီးပြမနေဘူးလေအမှန်တိုင်းပြောရရင် မြောက်ထိုက်ယုံကြည်ပေးမယ်နော်သူခံစားချက်အလိုမျိုးအရင်ကြီးဖြစ်နေရမျိုးမတွေ့ရလုံးလေနော်အဲဆို collective player အဲ့ဒါမျိုးကြားချင်းမှာမဟုတ်ဘူးသီလားသူနဲ့ကိုယ်နဲ့အတူတူရှိခဲ့ရအချိန်တုန်းကလည်းအချိန်အတူတူရှိခဲ့ရတဲ့အချိန်တွေကသူ့အတွက်အရင်ပျော်စရာကောင်းပါတယ်တဲ့နော်အမှတ်တရတွေဖြစ်တယ်ကိုကလည်းသူ့အတွက်အမှတ်တရဖြစ်စေတဲ့ပုံရိပ်ပေါ့နော်အဲ့လိုမျိုး ညိုးပိကင်းနေစားခြင်းတွေက collective ဖြစ်နိုင်တယ် collective လေးကဒီလိုနဲ့ညိုးပိကင်းနေစားခြင်းတွေကဒါပေမဲ့တစ်ခါသူရဲ့ခံစားချက်ကအရင်ကြီး strong ဖြစ်နေတဲ့အမျိုးသွားထွက်ရတယ်။ဘာကြောင့်လဲမသိဘူးပြောင်း။ love messages ကိုယူပြီးကြည့်တာလေအဲ့လိုမျိုးဘာလို့ strong ဖြစ်မနေရလဲမသိဘူးနော်။ makeup ပဲထွက်လာဆက်ကြည့်လိုက်မယ်။ makeup မုံပုံကပ်ပေါ့နော်။ final pentacles ပေါ့နော်။ဒါတည်းက final pentacles ရဲ့ chastity ရဲ့ harmony ရဲ့ဆိုတော့လေ ခန်းစားချက်လမ်း message ကိုယူကြည့်တာဆိုဒီကက်တွေဆိုတော့ဖြေရအောင်လို့ညွှန်ရှင်းနေပါတော့တစ်ပတ်သူဒီအဲ့လိုပေါ့နော်ဟိုကိုယ်နဲ့အဆက်အသွယ်ပြတ်သွားတယ်ကိုယ်စကားလာမပြောဆိုလည်းသူဒီတယောက်တည်းနေနေရပါတော့အဲ့လိုမျိုးနော်ဖိုင်တော့ဖန်နေလဲဆိုတော့အဲ့လိုအခုအချိန်မှာဘာကြောင့်လဲတော့မသိဘူးသူဒီအဲ့လိုအော်ဘာကြောင့်ရဲ့မန်တော့မသိဘူးခန်းစားချက်လည်းအရင်ကြီးပြင်းထန်ဖြစ်နေရမျိုးတော့မတွေ့ရဘူးတစ်ဖက်သူကလေအဲ့လိုမျိုးတော့တော်ပြီးမတွေ့ရဘူးပေါ့နော်

ော့၄ကက်ဆိုကွတ်တိပါမယ်နော်။အော်၅ကက်တောင်ထွက်လာတာပဲ။ Words too hard အမလေး I'm open to compromise တဲ့ငါအများကြီးထွက်လာတယ်တော့ကက်ကလေးပြပေးမယ်နော်။ဖောက်ပါလို့ရအောင်။ I'm in so much pain. Okay. အဲ့တော့နံပါတ်၁ထွက်လာတဲ့ကက်ကလေးကကက်ကလေးပါနော်။စာမြင်ရမယ်နော်။ အဲ့ဒါကြောင့်ခုနကပြောသလိုပဲသိတာ collective ဖြစ်ပုံများတယ် new business နဲ့စကြင်တာဒီလူနဲ့အလုံးလောင်းထမ်းနေသွားခြင်းနဲ့ energy က collective ဖြစ်နိုင်တယ်နော်ပြောလို့အနာဂတ်ရှိစရာဘဝတော့သိလို့မသိကြဘူးနော်အမှန်တိုင်းပြောလိုက်တာ collective ကတော့မျောနေနေသေးတယ်ပြီးတော့အချို့ collective လေးကြတော့တစ်ဖက်သူကြောင့်နာကျင်နေရတာမျိုးဖြစ်နိုင်တယ်อืม တပတ်သူကဘယ်လိုတွေးနေလဲဆိုတော့ကုံတဲ့သူနေရာတဲ့လို့တိတ်ပြီးတော့သူကဘယ်လိုလဲမသိဘူးနော်ပြောဆိုတော့ကိုကလည်းသူသဘောကျတဲ့ပုံစံမျိုးပဲပါတည်တာဒါပေမဲ့တပတ်သူရဲ့ပုံစံတော့အဲ့လိုမျိုးဟိုလိုလိုဒီလိုလိုပဲအဲ့လိုမျိုးပြောတာအဲ့လိုပုံစံတော့နည်းနည်းလေးတော့ဖြစ်နေရေပေါ့နော်အဲ့လိုပုံစံနဲ့အနာဂတ်တိတော့ဆက်ဖြစ်သွားဖို့ရှိရေနော်อืม လုံနေဆုံးเนาะခုနလည်းအဲ့ဒါ six of cups နဲ့ပြောလိုက်တယ်เนาะဒီမှာဒီကတ်နဲ့เนาะ six of cups energy နဲ့ဒီကတ်နဲ့ကဒီမှာနှစ်ကတ်သွားကြတာဆိုတော့လေဒီမှာ six of cups နဲ့ i want to start a family with you နှစ်ကတ်သွားကြတာဆိုအားကြောင့်ခုနပြောသလိုအချို့ collectively ကတော့ကံကောင်းတယ်လူအနည်းစုပဲတွေ့ရသေးတာအများကြီးတော့မတွေ့ဘူးအဲ့အလုံနေဆုံးကတော့ထင်လို့နေက family life ထိသွားဖြစ်နေမယ်ဒီတော့ကိုဖွင့်ပြောလာနိုင်မယ်သိလားတငယ်ချင်းတွေရတယ်ဖြစ်နိုင်တယ်အမှု ို collective လေးထဲမှာကိုကသွားဖွင့်ပြောတာပါသွားဖွင့်ပြောထားတဲ့သူတွေလည်းပါနိုင်တယ်ဒီလားနော် collective ကတစ်ဖက်သူဖွင့်ပြောထားတာပေါ့နော်အဲ့လိုမျိုးဖွင့်ပြောထားတာမျိုးတွေလည်းသွားပြီးတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့လို energy ကတော့အများကြီးတွေ့ရတယ်ပေါ့နော် okay အများကြီးတော့ပြောဖို့မကြံတော့ပါဘူးဒီလားအများကြီးလည်းပြောရဲဆိုလေတော်တော်ပြောရတာနော် TV တင်ရအောင်လို့ထွက်သမျှအကုန်ပြောရတာ okay ဆိုရင်อืม အများကြီးလဲဆုံးဖြတ်လို့ဆုံးသွားပါပြီเนาะโอเคအဲ့ဆိုရင်ဒီ reading လေးကိုဒီမှာပဲကြားလိုက်တော့မယ်เนาะโอเคအဲ့တော့အဆုံးထိကြည့်ရှုပေးကြတဲ့အကြောင်းလည်းအားလုံးကျေးဇူးတင်ပါတယ်လို့နောက်ထပ် reading တွေမှာပြန်တွေ့ကြဖို့အတွက်အားလုံးပဲ like and follow subscribe တွေလုပ်ပေးကြပါအောင်เนาะအားလုံးပဲပိုင်ပါ